ချင်းမြင့်နယ်မြောက်ပိုင်းကိုစစ်တပ်ကစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ပြန်ဆင်လာနေပြီးကနေဒီတောင်အပါအဝင်တိုင်းငင်းနမ်မကြီးကနေရအချို့ကနေတော်လိုင်းတက်တွေပြန်ဆုတ်ပေးလိုက်ရပြီဖြစ်ပါတယ်ဒီသတင်းကို Morris ပြပို့ထားပါတယ်ရှင်ချင်းပြည်နယ်မြောက်ပိုင်းဖလန်းတီးတိန်နဲ့ကလေးတိုင်းငင်ဘက်ကိုစစ်တပ်ကအင်အား300စီပါတဲ့စစ်ကြောင်းနဲ့စစ်ကြောင်း3ကြောင်းခွဲကထိုးစစ်ပြန်ဆင်လာလို့ချင်းတော်လိုင်းတပ်တွေနဲ့တိုက်ပွဲတွေပြင်းထန်နေပါဗျ။ပထမစစ်ကြောင်းတစ်ခုကတီးတိန်မြို့ခလာရ269တပ်ကနေထွက်လာတာဖြစ်ပြီး နိုဝင်ဘာ၄ရက်နေ့မှာစစ်ရေးအရအချက်ချာကြတဲ့ကနေဒီတောင်ကိုပြန်သိမ်းနိုင်ခဲ့ပြီးတော့ဒုတိယစစ်ကြောင်းကခလေးကန်ကောလန်ကနေဖလန်းမျိုးကိုတတ်ဖို့ပြင်နေတာလို့လက်ရှိတိုက်ပွဲဝင်နေတဲ့တီးတိန်အခြေစိုက်ဒေါ်လာရင်းတပ်ဖွဲ့တစ်ခုဖြစ်တဲ့ CDF CDM စီရင်က DBB ကိုအတင်းပြပါတယ်။ထွက်လာခဲ့။ဟိုအေးအခုလောလောဆယ်တင်းတင်းဖက်ကနေတက်လာတဲ့ စစ်ကြောင်းကတော့ကနေဒီတောင်ကိုရပြီပေါ့နော်ကနေဒီတောင်သူတို့က၄ရက်နေလောက်မှရတယ်ပြီးတော့မှအဲ့အနေ9ရက်နေလောက်ကျွန်တော်တို့ဖက်ကိုစစ်ကြောင်းလာထိုးပြီးတော့မှ9ရက်နေမှကျွန်တော်တို့နဲ့လေထံကုန်းမှာတိုက်ပွဲအာခဏဖြစ်တယ်ပေါ့နော်ကနေပြီးတော့မှ၈ရက်နေမှတိုင်တဲ့ရွာထက်ကလာမကြီးအတိုင်းမလာပဲနဲ့တောလာကြီးတိုင်းလာပြီးတော့မှဒိုင်နဲ့အထက်တက်တက်မှသူတို့ကတ냐အိတ်တယ်ပေါ့နော်ဟုတ်ကဲ့ပြီးတော့မှအာ ဒီကိုရက်နေ့မနေ့ကကျတော့ကျွန်တော်တို့အဲ့ဒီတောင်ဘဝနေတိုင်းနေရွာထဲကိုဝင်ပြီးတော့မှသူတို့ကအဲ့ဒီတိုင်းနေရွာတစ်ခုလုံးကိုထိန်းချုပ်ထားတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဗျာဟုတ်ကဲ့ကနေဒီတောင်ကိုချင်းတော်လိုင်းတက်တွေက2023နိုဝင်ဘာမှာတင်နိုင်ခဲ့တာဖြစ်ပြီးနှစ်နှစ်အကြာမှာပြန်လက်လွတ်လိုက်ရတာပါတတိယစစ်ကြောင်းကတော့ကလေးမျိုးဘက်ကနေတိုင်းငင်လမ်းမအကြီးတိုင်းတက်လာပြီးတော့မှွားပြီးရွာအရောက်မှာတော်လိုင်းတက်တွေနဲ့ထိတွေ့မှုဖြစ်ကအခုထိရှေ့ဆက်မတိုးနိုင်သေးပဲစစ်ကြောင်းရက်နေတယ်လို့တော်လိုင်းတက်ဖွဲ့တွေကဆက်ရှင်းပြပါတယ် လေးတိုင်းငယ်လမ်းဟာစစ်ရှုံးထားတဲ့ချင်းပြည်နယ်ကိုစကိုင်းတိုင်းနဲ့ကနေစစ်ကူပို့လို့ရတဲ့အတွက်စရေးရအေးပါတဲ့လမ်းကြောင်းတစ်ခုဖြစ်ပြီးတော့ရေကောက်ပွဲမတိုင်ခင်စိုးမိုးနိုင်မှုအခုလိုစစ်ကြောင်းခွဲထိုးလာတာဖြစ်နိုင်တယ်လို့တော်လိုင်းတက်တီကသုံးသပ်ပါတယ်။ဆက်သွယ်ရေးခက်ခဲတွေကြောင့်လက်ရှိကလေးတိုင်းငယ်လမ်းမှာတိုက်ပွဲဝင်နေတဲ့ရဲဘော်တယောက်ရဲ့ပြောပြချက်ကို DBP သတင်းတောက်ကအတန်အစားထုတ်ဖတ်ထားပေးပါတယ်ခင်ဗျာ။ကျွန်တော်တို့ခံမှန်းရတာတော့ဘာပဲဖြစ်ဖြစ်ယူကောက်ပွဲကိုလည်းတီးတိမ်နဲ့ကလေးမျိုးမှလှုပ်ချင်တဲ့အတွက်ဒီတိုင်းငင်းလမ်းမကြီးကိုသူတို့မထိန်းထားနိုင်ရင် အလွယ်တကူနဲ့တီးတိမ်မျိုးကိုကျွန်တော်တို့စစ်ကြောင်းထိုးလို့ရနိုင်တယ်။ကလေးကိုလည်းစစ်ကြောင်းထိုးနိုင်တယ်ဆိုတဲ့ဟာကိုကာကွယ်ဖို့အတွက်ပဲလို့ကျွန်တော်တို့ခံမှန်းပါတယ်။လက်ရှိထိုးစစ်တွေမှာနှစ်ဖက်စလုံးအကြအဆုံးရှိနေပြီးချင်းပြည်နယ်နဲ့ထိဆက်နေတဲ့ကလေးမျိုးမှာလည်းလက်ရှိထိုးစစ်တွေကြောင့်ကျွေးရပေါင်း90ကျော်ထွက်ပြေးတိမ်းရှောင်နေရကစစ်ရှောင်9000ကျော်ဟာစေဝါအကူအညီနဲ့စားနပ်ရိက္ခာတွေပြတ်လက်ကန်ပြီးမှအကူအညီတွေလိုအပ်နေကြပါတယ်ခင်ဗျာ။ကျွန်တော်မော်ရစ်ပါ။